Oh. ္လာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီအချိန်ကြီးရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားအောင်ပါပါရှင်မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်တော် MNDAA ကိုကန်တက်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSA တို့ကြားမှာ ဂျွန်လ18ရက်နေ့တွေ့ဆုံဆွေးနွေးရမှာ MNDA ဘက်ကစုတ်ခွာပေးဖို့အတွက်သဘောတူညီခဲ့တယ်လို့ MNDA နဲ့နေဆက်သူတွေရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းတွေကနေမြေအငင်းပွားတာနဲ့ထိတိတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့တီဘောနဲ့လာရှိုးမြို့နယ်မှာ MNDA ဘက်ကတက်ဆုတ်ခွာတာတွေနဲ့သဘောတူပြည်လည်မှုရခဲ့တယ်လို့ဆိုပါဗျ။ ဂျွန်လ18ရက်နေ့ညနေပိုင်းအထိ SSPP နဲ့ထိတ်တိုက်ရင်ဆိုင်တဲ့အနေအထားကနေ MNDA တပ်ဖွဲ့ကစပြီးတော့တက်ဆုပ်ရမယ်လို့ MNDA နဲ့နှိစက်တဲ့ဒေသခံတယောက်ကပြောပါဗျာ။ ဂျွန်လ18ရက်နေ့က MNDA နဲ့ SSPB တို့ရဲ့တွဲဆုံဆွေးနွေးပွဲကိုလာရှုမျိုးနယ်လုံဝိုင်ကျေးရွာအုပ်စုတန်လွင်ရွာမှာပြုလုပ်ခဲ့ပြီးနှစ်ဖက်ကောင်းဆောင်နေညှိနှိုင်းတွဲဆုံမှုအောင်မြင်ကြောင်း MNDA အနေနဲ့တခြားဘေတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းနဲ့မဆိုပဋိပက္ခမဖြစ်ဖြစ်ကြောင်းကို MNDA ဘက်ကထုတ်ပြန်ထားပါရှင်။ ပဲခူးတိုင်းမင်းလာမြို့နယ်တဲကိုစစ်ကောင်စီကဂျွန်လာစမ်းပိုင်းကနေစတင်ပြီးစစ်ကြောင်းထိုးနေရကြောင်းကျေးရ30လောက်ကတောင်းနဲ့ချီတဲ့ဒေသခံတွေထွက်ပြေးတင်းရှောင်နေရတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကနေသိရပါဗျ။စစ်ကောင်စီစစ်ကြောင်းဟာတက်ဆွဲတဲ့နေရာကနေလက်နက်ကြီးရန်တမ်းပစ်ခတ်ပြီးစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာ30နီးပါးကဒေသခံ2000လောက်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါရယ်။ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့်မင်းလာမြို့နယ်တဲကဖားလေးကွင်းမြောက်စု ဖားလေးကွင်းအရှိစုဥတုကညင်ပင်ဥတုကျွဲလန်းစုဥတုစဖြူစုဥတုတာကလေးစတဲ့ခြေရွာတွေကဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ထိတွေ့တိုက်ပွဲတွေကတော့ခက်ဆိတ်ဆိတ်ဖြစ်ခဲ့ပြီးနှစ်ဖက်အကြဆုံးလည်းရှိကစစ်ကောင်စီတပ်ဘက်ကပုံများကြောင်းနဲ့အခုတရက်နှစ်ရက်အတွင်းမှာတော့တိုက်ပွဲဖြစ်တာမရှိပဲနှစ်ဖက်စီရေးအခြေအနေဟာတင်းမာနေတယ်လို့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုးထက်က DVV ကိုပြောပါတယ်ရှင်ဇွန်လ20ရက်နေ့2025ခုနှစ်ကမ္ဘာဒုက္ခသည်များနေ့အတွက်ဆောင်မုတ်ကတော့ဒုက္ခသည်များနဲ့တသားရဲရည်တည်ခြင်းဖြစ်ပါတယ် အိန္ဒိယနိုင်ငံနဲ့ဝင်ရောက်ခိုးလုံနေတဲ့မြန်မာစစ်ဘေးဒုက္ခသည်တွေကလက်ရှိအချိန်မှာတော့အကြက်တဲများစွာနဲ့ရင်ဆိုင်နေရတဲ့အကြောင်းကိုမြေသစင်ကပြပို့ထားပါရှင်။အိန္ဒိယမှာမြန်မာစစ်ဘေးဒုက္ခသည်9000ခန့်ရှိလာပြီးသူတို့ဟာ မီဇိုရန်၊မနီပူ၊အာရုနာချာ၊နာဂါလန်ပြည်နယ်နဲ့နယူးဒေလီမြို့တွေမှာအများဆုံးနေထိုင်ကြပါတယ်။မီဇိုရန်ပြည်နယ်မှာတော့မြန်မာစစ်ဘေးဒုက္ခသည်9000ခန့်အထိအများဆုံးရှိတယ်လို့ နယူးဒေလီမှာတော့ UNHCR စည်ရင်သွင်းပြီးနေထိုင်သူကတထောင်ကျော်ရှိတယ်လို့အိန္ဒိယမြန်မာဆက်ဆံရေးလေ့လာတဲ့အရေးပတ်အဖွဲ့ဖြစ်တဲ့ India for Myanmar အဖွဲ့ရဲ့အချက်လက်တွေကသိရပါဗါးအဲ့ဒီထဲမှာတော့အာနာသိမ့်မီနောက်အိန္ဒိယနိုင်ငံနဲ့ဝင်ရောက်ခိုလုံတဲ့မြန်မာစစ်ဘေးဒုက္ခသည်တွေအများပြပါဝင်ပါတယ်ဒီဒုက္ခသည်တွေတဲ့တော့အိန္ဒိယနဲ့ထိဆက်နေတဲ့ချင်းပြည်နယ်က ချင်းလူမျိုးတွေကအများစုဖြစ်ကြပါဗါး 啊，鸡肝肉、猪肉，慢慢吃呀。他看到自己饿了，啊，你慢慢点嘛，就看汤你啊，那个牛肉嘛，就话自己煮的嘛，牛个嘛，苦中带，就吃得了。然后你慢慢点嘛，呃，比如话牛肉、羊肉，哎，再安照我话，那个自己亲手做，那个是哎，米色羊腩是那嘛，起码是，就是青皮的啊，这边还有青皮的啊，那种啊，加了加了，一起熬我呢，啊，就放了青皮的青肉在里些。 ကျော်ချင်းကြီးအများစုကဒီမှာအချိန်နဲ့ပြီးဆုံးဖြစ်ခဲ့တဲ့အချိန်မှလာပြီးတော့ခုံလုံးကြရတယ်ပေါ့နော်တချို့တွေကတော့မကြည့်ရမှရှိနေပေါ့နော်ကျော်ချင်းကြီးတွေပြောရတဲ့ပုံနဲ့အများစုကပြောချင်တာအားကချင်းလို့ပမာလို့ပေါ့နော်သူအများရှိတာရမယ့်ဘယ်လိုဒီကတော့ဒီမှာချင်းကြီးပေါ့နော်အိန္ဒိယနိုင်ငံကိုရောက်လာကြတဲ့မြန်မာစစ်ဘေးဒုက္ခသည်တွေဟာစာဝတ်နေရေးစိန်ခေါ်မှုရေရှည်ရည်တည်နိုင်ရေးအခက်ခဲနဲ့နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေမရတာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ် အိန္ဒိယအစိုးရကလည်းမြန်မာစစ်ဘေးဒုက္ခသည်တွေကိုလူသားချင်းစာနာမှုရှုထောင့်မပါဘဲတရားမဝင်ခိုးဝင်လာသူတွေအဖြစ် ရှုမြင်နေတဲ့အခက်အခဲတွေကိုလည်းကြုံတွေ့နေရတယ်လို့ဒုက္ခသည်အရေးကူညီပေးနေသူတွေကဆိုပါတယ်။အဓိကအဖြစ်ဒီမေလာတွင်မှာဒီအိန္ဒိယနဲ့ပါကစ္စတန်တိုက်ပွဲဖြစ်တဲ့အခါကျတော့အော်အိန္ဒိယကဒီနေဆက်စမီစီကနေပူတင်းကျလာတဲ့ဟာရှိတယ်ပြီးတော့အော်ဒီ ညူဒရှိအတွင်းမှာအစိုးရအပြောင်းလဲရှိတာတဲ့အခုမှ BJP ပါတီကညူဒရှိအာတပီထုံးစုနေမျိုးကိုပြန်အုပ်ချုပ်တဲ့ခါကျတော့သူတို့ရဲ့ရွေးကောက်ပွဲကာလကြွေးကြော်တာအရာနိုင်ငံခြားသားတွေပြန်မောင်းထုံးမဲ့ဆိုရဟာရှိလာတယ်ဆိုတော့အဲ့ဒီဟာရဲ့တက်ရောက်မှုအနေနဲ့အခုနောက်ပိုင်းမြန်မာနိုင်ငံသားတွေထမှန်ပြောဖန်ခံလာတဲ့ဟာများလာတယ်တော့ PD ဒေလီဟာမျိုးမှာဆိုရင်လည်းအင်းဒီမြန်မာနိုင်ငံသားတွေပြန်ပုံမဲ့ဆိုပြီးမှဒီ စင်းကြီးတွေပြိုဆုလာတာဖြစ်တယ်ဟောတော့မနေ့မနေ့ကပဲကျွန်တော်အင်တီတောင်မှဒါနိုင်ငံခြားအဌာနနိုင်ငံခြား FRO ဌာနကဒီဝန်ထမ်းတို့နဲ့အိန္ဒိယ New Delhi ရေတူကျွန်တော်အင်တီလာစစ်ဆေးသွားတာတွေရှိတယ်ဆိုတော့ ဒီအကူလောလောဆီချင်းနေရဆိုအဲ့လိုမူဝါဒအပြောင်းအလဲအကြောင်း UNHCR ရှေ့ကထိုင်ကနေကျွန်တော်တို့ data အချက်အလက်ကိုယူပြီးမှပြန်ပို့မလားတော့မဟုတ်ဘလို့ကျွန်တော်တို့ဖြည့်ရှင်းရမလဲဆိုပြီးဟာတော့အခုချိန်မှာကျွန်တော်တို့လည်းအဆိုးရင်နေတဲ့နေထားတော့ဖြစ်နေတယ်ပေါ့ဒီလိုမျိုးမြန်မာဒုက္ခသည်တွေကိုပြန်ပို့မလားဆိုပြီးစိုးရိမ်ရတဲ့အနေထားတွေရှိနေတယ်လို့တစ်ဖက်မှာလည်း UNHCR ရဲ့အရေးပေါ်အကူအညီပေးမှုတွေလည်းရောကြသွားပြီးတော့ အကူအညီတွေလုံးဝမရရှိတဲ့အခြေအနေတွေရှိနေတယ်လို့လည်းသိရပါဗျ။ဒါအပြင်အိန္ဒိယအစိုးရက NGO တွေရဲ့ကူညီပေးမှုတွေကိုလည်းပိတ်ပင်ထားတယ်လို့မြမဒုက္ခသည်တွေကဆိုကြပါဗျ။ဒီနှစ်ကမ္ဘာဒုက္ခသည်များနေ့ရဲ့စောင်ပုဒ်ကဒုက္ခသည်များနဲ့တသားတည်းရည်တည်ခြင်းဖြစ်ပြီးတသားတည်းရည်တည်တဲ့ဆိုတာစကလုံးတွေတသက်မဟုတ်ပဲလက်တွေလှုပ်ဆောင်ရမယ်လို့တိုက်တွန်းထားပါဗျ။ဒါကြောင့်နိုင်ငံတကာအသိုင်းအဝိုင်းအိန္ဒိယအစိုးရနဲ့ မြန်မာနိုင်ငံဘက်ကတော်လှန်ရေးအင်အားစုတွေပေါင်းပြီးသုံးဖွဲ့ဆိုင်ဆွေးနွေးကြဖို့ကိုလည်းအိန္ဒိယရောက်မြန်မာဒုက္ခသည်တွေကတောင်းဆိုနေကြပါတယ်။ကျမမြတ်သစင်ပါရှင်။ထိုင်းနိုင်ငံရောက်နေတဲ့စစ်ဘေးဒုက္ခသည်တွေကိုတရားဝင်အလုတ်လုတ်ခွင့်ပေးဖို့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေကိုကူညီထောက်ပံ့ပေးနေတဲ့ဘန်ကောက်အခြေစိုက် The Border Consortium TBC ကတိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ကမ္ဘာဒုက္ခသည်များနေ့ World Refugee Days မှာအဒီလို ထုတ်ပြန်တိုက်တွန်းလိုက်တာပါဒုက္ခသည်တွေကိုတရားဝင်အလုံးလုံးခွင့်ပြုလိုက်ရင်ကိုမိသားစုကိုထောက်ပံ့နိုင်ပြီးရော်နယ်လာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပေါ်မှာမိခိုနေရတာတွေကိုရှော့ချနိုင်မယ်လို့ထောက်ပြထားပါတယ်ဒါပြင်ဒုက္ခသည်တွေအနေနဲ့ဒုက္ခသည်စခန်းတွေရဲ့တန်တက်ချက်တွေအလွန်မှာဂုံတိကရှိပြီးရေရှည်တည်တဲ့ဘဝတွေကိုတိဆောက်ဖို့အခွင့်အလမ်းရတဲ့နယ်လို့ဆိုပါရစေ။ ထိုင်းနိုင်ငံကဒုက္ခသည်တွေကိုအတိအလို့အလုံးလုံးခွင့်ပေးလိုက်ရင်အကူအညီတွေပေါ်မှာမိခိုးတာရှော့ချနိုင်ပြီးမြန်မာနိုင်ငံတွေကဆစ်ရှောင်းသုံးတန်းခွဲကျော်ကိုပို့ပြီးတော့ထောက်ပံ့နေမယ်လို့လည်းထုတ်ပြန်ကြမှာပါရှိပါတယ်။ထိုင်းဆိုရတဲ့နိုင်ငံတကာအတိုင်းဝန်းအနေနဲ့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်တွေအတွက်ကူညီထောက်ပံ့မှုနဲ့အခွင့်အလမ်းတွေတိုးမြှင့်ပေးဖို့ကိုလည်း TBC ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းတိုက်တွန်းထားပါတယ်ရှင်။ကမ္ဘာရွှေဈေးနှုန်းတွေပတိမငိမ့်ဖြစ်တာကြောင့် မြန်မာပြည်ရင်းရွှေဈေးကွက်မှာလည်းဒီတစ်ပတ်အတွင်းမှာအတက်ကြရပြင်းထန်ခဲ့ပါတယ်။ရွှေအယောင်းဝယ်တွေပါယာယီရက်ဆိုင်းရတဲ့အထစ်ကိုတက်ရောက်မှုတွေရှိခဲ့တယ်လို့ပြည်ရင်းရွှေဈေးကွက်အတွင်းကနေသိရပါတယ်။ဒီလိုကမ္ဘာရွှေဈေးတက်တာနဲ့အတူပြည်ရင်းအခောက်ရွှေဈေးဟာလည်းပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကတကြက်သားကိုကြက်83သိန်းနီးပါးအထစ်ကိုစံချိန်တင်မြင့်တက်ခဲ့ပါတယ်။ဒါပေမဲ့ရွှေကုံတွေကိုခေါ်ယူစစ်ဆေးနေရဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပြီးဈေးကွက်ထဲမှာလည်းအယောင်းဝယ်တွေယာယီရဆိုင်သွားခဲ့တယ်လို့သိရပါဗျ။ ဂျွန်လ19ရက်နေ့မနက်ပိုင်းမှာတော့ကမ္ဘာရွှေစင်းနှုန်းဟာတအောင်စားကိုအမေရိကန်ဒေါ်လာ3350အောက်ကိုပြန်ကျသွားခဲ့တာကြောင့်ပြည်တွင်းရွှေစင်းနှုန်းဟာလည်းတစ်ကြက်သားကိုကြက်89သိန်းခွဲအထိကိုပြန်လည်ကျဆင်းခဲ့ပါတယ်။ဒါပေမဲ့ညနေပိုင်းမှာတော့ကမ္ဘာရွှေစင်းနှုန်းပြန်တက်လာပြီးအမေရိကန်ဒေါ်လာ3,380အထိကိုရောက်ရှိလာတာကြောင့်ပြည်တွင်းရွှေစည်းဟာလည်းတစ်ကြက်သားကိုကြက်3,80အထိကိုပြန်ရောက်လာပါတယ်ရှင်။ ရီတိုင်းကຫນွေစပါးတွေပြပဈေးကွက်ကိုအကန့်အသတ်နဲ့ပဲတင်ပို့နေရလို့ဈေးကျပြီးအရှုံးပေါ်နေတယ်လို့တောင်သူတွေနဲ့လုပ်ငန်းရှင်တွေကပြောပါရယ်ပြပဈေးကွက်ဝင်စပါးဈေးကပြီးခဲ့တဲ့နှစ်ဂျွန်လကစံချန်းအုပ်စုမှာပါဝင်တဲ့စပါးမျိုးစားတွေအတွက်တင်းတရာကိုကျက်22တသိန်းတသောင်းအထိဈေးပေါက်ခဲ့ပါရယ်အခုနှစ်ဂျွန်လထဲမှာတော့ကျက်14သိန်းဝန်းကျင်သာရရှိနေတယ်လို့ဆိုပါရယ်စပါးဆိုင်ဖို့အတွက်ကုန်ကျစရိတ်ကလည်းတအေကကိုကျက်ငွေ10သိန်းဝန်းကျင်ကုန်ကျနေတာဖြစ်ပါရယ် အဓိကဈေးကွက်တွေဖြစ်တဲ့ထိုင်းအိန္ဒိယနဲ့တရုတ်စားတဲ့ပြည်ပနိုင်ငံတွေကိုအကန့်အသတ်နဲ့ပဲပို့နေရတာကြောင့်ဈေးအစမတန်ကျပြီးလေသမားနဲ့လုပ်ငန်းရှင်တွေအရှုံးပေါ်ပြီးအကျွေးတင်နေရလို့ဆိုပါရယ်။ဒါအပြင်ပုံမှန်အားဖြင့်လေတဧကကိုပြန်ပြစဘာတင်း90ဝန်းကျင်ထွက်ပေမဲ့ AR တိုင်းကမြို့နယ်တချို့မှာတော့ရွှေခီးဥတွေကြောင့်စဘာခင်းတွေပြတ်နေပြီးအထွက်နှုန်းတွေလည်းကျဆင်းနေရလို့သိရပါရယ်။မြန်မာနိုင်ငံမှာ AR တိုင်းကဒေတာခန်တွေဟာစံစဘာကိုအများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး ိုးစဘာဆိုင်ေက38သိန်းကျော်နဲ့နှွေစဘာဆိုင်ေက14သိန်းကျော်အထိကိုနှစ်စဉ်စိုက်ပျိုးနေရလို့သိရပါတယ်ရှင်။ပုံနာကျောင်းမြို့နယ်ကစစ်ဘေးရှောင်စခန်းတစ်ခုမှာမိုးသည်ထန်စွာရွာသွန်းပြီးရေနှင်းမြုပ်နေတဲ့အတွက်ဆစ်ရှောင်200ကျော်အားနေထိုင်စားသောက်ရေအကူအညီလိုအပ်နေတယ်လို့ပုံနာကျောင်းလူငယ်များအစည်းအရုံးကနေသိရှိရပါတယ်။ဒီသတင်းကိုလေးရင်ပေးပို့ထားတာပါရှင်။ ရကတက်တော် AA ထိညှုပ်ထားတဲ့ရခိုင်ပြည်နယ်ပုံနယ်ကျုံးမြို့နယ်ကစစ်ဘေးရှောင်စခန်းတစ်ခုမှာဂျွန်လ18ရက်မနက်ပိုင်းကစပြီးရင်းနှီးမြှုပ်နေတဲ့အတွက်စစ်ရှောင်200ကျော်ဟာရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့ပုံနယ်ကျုံးလူငယ်များအစည်းအရုံးစီကသိရပါဗျ။မိုးသက်ထန်တာရာသွန်းတဲ့အတွက်တောင်ကြီးကြီးကျောင်းစစ်ရှောင်နေနေရင်းနှီးမြှုပ်သွားပြီးစစ်ရှောင်နေလည်းကုန်းမြင့်တွေနဲ့တောင်ပေါ်တွေပေါ်တက်ခါစစ်ဘေးရှောင်နေကြရတဲ့အတွက်စားတော့ရင်းနဲ့နေထိုင်စရာခက်ခဲတွေဖြစ်နေတယ်လို့ဆိုပါဗျ။ ဒီမိုးတွေတီးဟိုတားရော်တော့လေဟိုမြောင်ရီတွေကကြပြော်နေတောင်ကြရီတွေကိုဝင်ပြီးတော့အဲ့လိုစခန်းတွေပါလေရေနှုတ်လာရေဖြစ်ကုန်တာပြဟုတ်သမင်းရှိသားတော့အဆင်ပြေဘူးပေါ့ဒီအိမ်ဟိုအိမ်မင်းနေရာတွေတော့မရှိတော့ဘူးလေဒီဆောင်တွေရောအဲ့ရခင်းတော့အကုန်လုံးကရေမြုပ်တာကြတော့ဒီကျွန်တော်တို့တို့ဒီဟိုကုန်းမင်းနေနေရာမှာဟိုနေပေါ့နော်အဲ့လိုဒီညွေအန်ဒီရေတတိထားရဖို့ကျွန်တော်ပြောထားရပြဒီအိုးတွေခွက်တွေအကုန်လုံးပါတော့တာနေဒီအင်ဂျီတွေဆောင်တွေအစိုးတွေပေါ့နော်အဲ့လို အဲ့ရခင်းတဲ့အကုန်လုံးပါသွားတာပေါ့အဲ့လိုမျောပါသွားတာရှိသေးပြန်ဒီအိမ်တိန်လုံးလုံးဟိုအိမ်တိန်စုံရလုံးလုံးရွှေ့လိုက်ရတဲ့အနေနဲ့ရှိပြပုံနယ်ကျွန်းမြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ဆောင်စခန်း၅ခုထပ်မနေရှိနေပြီးစစ်တွေရသေးတောင်နဲ့ပုံနယ်ကျွန်းမြို့ကစစ်ဆောင်တွေဟာတနည်းကြော်ကြတဲ့အထိနေရမပြန်နိုင်သေးဘူးလို့ဆိုပါတယ်ပုံနယ်ကျွန်းမြို့ကစစ်ဆောင်တွေဟာမြို့တွင်းကိုပြန်မဝင်ရသေးတာပြင်တခြားဒေသကလာတဲ့စစ်ဆောင်တွေဟာလည်းစစ်ရေးအခြေအနေတွေကြောင့်မပြန်နိုင်သေးဘူးလို့ဆိုပါတယ် ဖုန်းနာကျွမ်းမှာကစစ်ကြောင်စကန်နေအများကြီးရှိပါတယ်ဗျဒီစကန်တစ်ခုပဲရည်ကြီးနေတာစကန်ကအကြီးကြီးတော့မဟုတ်ပါဘူးကျွန်တော်သိတာကတော့ဒီစကန်ကဒီတစ်ခေါက်ပဲကြီးကြီးမားမားရည်ကြီးဖို့တာပါတဝင်းချစ်သူတွေကတော့ကျွန်တော်တို့အကြောင်းကြားထားပါတယ်အခုကမျိုးတဲ့ပြောင်းဝင်လို့မရသေးတာဗျစီးရဲ့အခြေအနေရောအခြားအခြေအနေတွေကြောင့်ပေါ့ပြောင်းဝင်လို့မရသေးတာပါဤဆက်ရတောင်ပေါ်တွေမှာတက်နေကြတာတွေရှိပါတယ်ကုညီပြနေတဲ့အဖွဲ့တွေကမွေအန်တရဲ့သတိထားဖို့လဲလာပြောတာတွေရှိပါတယ်လက်ရှိအခက်အခဲကတော့ထမင်းချက်ဆလို့မရသေးတာဗျာ ုံနယ်ကျုံမြို့နယ်ကို2024ခုနှစ်မတ်လ၄ရက်မှာ A ကတင်းယူပြီးတဲ့နောက်ကြေးရွာ23ရာနဲ့ဆစ်ဆောင်စကန်5ခုမှာရေရှားပါလာတဲ့ရင်ဆိုင်နေရပြီးပုံနယ်ကျုံလူငယ်များအစည်းအရုံးနဲ့ဒေသရင်းအကူအညီအဖွဲ့တွေကရေတွေဖြန့်ဝေပေးနေပြီးမဲ့လုံလောက်မှုမရှိဖြစ်နေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာမိုးတိမ်အောင်နေဖြစ်ထွန်းနေပြီးအဲ့ဒီမိုးတိမ်အောင်နေရွေလျားနေရတချို့မှာမိုးရသွန်းတာနဲ့လေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျတာတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနေထိုင်ကြဖို့ စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကအကြံပြုထားပါတယ်။ကျွန်တော်လင်းပါဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။တန်နစ်ကနဝင်ကစားသမားရာဖေးနာဒယ်ကိုစပိန်ဘီရင်စတမမြောက်ဖီလစ်ပီက မာကွက်စ်အဆင့်ရှိရဲ့မူမတ်အဖြစ်နဲ့ခန့်ခဲ့ပါတယ်။ဒါနိုင်ငံတကာအတွက်ကို နိုင်ငံအတွက်အာကစားနယ်ပယ်မှာထူးချွန်ပြောင်ပြောင်းစွာဆန်းဆောင်နိုင်မှုအတွက်ချီးမြှင့်တာဖြစ်တယ်လို့တော်ဝင်အိမ်တော်ကထုတ်ပြန်လာပါတယ်။ Greensley 22ကြိမ်ရတဲ့နောက်တည်းဟာပြီးခဲ့တဲ့နှစ်ကမှပြိုင်ပွဲတွေကနေအနားယူခဲ့တာဖြစ်ပါတယ်။ဘီယန်ဖီလစ်ပီကတော့နန်းဆန်သက်၁၀နှစ်မြောက်မှာနာဒန်နဲ့အတူအမှုပညာနဲ့အာကစားနယ်ပယ်က၆ဦးကိုဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။အသက်39နှစ်ရှိပြီဖြစ်တဲ့ကမ္ဘာနံပါတ်1တန်းနစ်ကစားသမားဖြစ်ခဲ့သူနာဒတ်ကိုသူမွေးဖွားခြေပြရာ

က်စီးတောင်ပိုင်းကစားသမားမူဒရစ်ဟာတားမြစ်ဆေးပြစ်ဒဏ်ကြောင့်၄နှစ်ပွဲပယ်ခံနိုင်ရပါတယ်။အသက်24နှစ်ရှိပြီဖြစ်တဲ့ယူကရိန်းကစားသမားဟာမနစ်ကရာသီကလေးကတားမြစ်ဆေးစစ်ဆေးတွေ့ရှိမှုကြောင့်ပွဲပယ်ခံထားရတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့မူဒရစ်ကိုတားမြစ်ဆေးသုံးဆမှုနဲ့အရေးယူဖို့အင်္ဂလန် FA ဘက်ကနေအတည်ပြုခဲ့ပြီးတားမြစ်ဆေးစီမင်းအပိုက်၃နဲ့၄ကိုချိုးဖောက်ခဲ့တာကြောင့်ဒီလိုချမှတ်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာအမှုတိဆောက်ဆဲဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ဘလောက်ပွဲပယ်ခံရနိုင်တယ်ဆိုတာမျိုးကိုတော့မပြောနိုင်သေးကြောင်း FA ဘက်ကထုတ်ပြန်ထားပါတယ်။ Moody's ဘက်ကတော့တားမြစ်ဆေးတုံးဆဲမှုမရှိကြောင်းညှင်းဆန်းထားပြီး FA ရဲ့စစ်ဆေးမှုတွေကိုအသိနဲ့ပူးပေါင်းပြီးခုခံချေပသွားမယ်လို့ပြောပါတယ်။ Moody's အနေနဲ့ FA ရဲ့ဆွဲချက်အတိုင်းပြစ်မှုထင်ရှားမယ်ဆိုရင်၄နှစ်အထိပွဲပယ်ခံရနိုင်တယ်လို့သိရပါတယ်ရှင်။ DVV ရုံးမြင့်တန်ကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါညနေ4နာရီအချိန်မှာလည်းထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးတော့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ